တက်မတော်ကပြန်လှုပ်ပေးလိုက်တဲ့ရွာသားတွေရဲ့ပစ္စည်းတွေကိုပြန်လည်ပေးအပ်ဖို့နဲ့အသက်သေဆုံးခဲ့သူအတွက်ရော့ကြီးပေးအပ်ဖို့တန်းပလောင်ကိုပိုင်းအုတ်ချုပ်ခွင့်ရဒေတာဦးစီးဥက္ကဋ္ဌကတောင်းဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ဒေါခင်ယူပါသတင်းပေးပို့ထားပါတယ်ရှင်ပြီးခဲ့တဲ့လကနမ်ဆမ်မြို့နယ်မန်လန်းရွာက TNL နဲ့ဆွမ်းနေမှုရှိတယ်လို့ယူဆပြီးတက်မတော်ကဖမ်းဆီးစစ်ဆေးမေးမြန်းခံခဲ့ရလို့သိဆုံးခဲ့တဲ့သူတဦးအတွက်ရော့ကြီးနဲ့ပြန်လွတ်ပေးလိုက်လို့လွတ်လာတဲ့ရှစ်ယောက်ထိမ့်သိမ်းခံရတော့ကပျောက်ဆုံးခဲ့တဲ့ပစ္စည်းတွေအတွက် ရောချင်းငွေတွေပြန်လည်ပေးရဖို့တောင်းဆိုသွားမယ်လို့တန်အပ်လောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသတာဝန်ရှိသူတယောက်ကပြောပါရယ်တမတော်ကပြန်လွတ်ပေးလိုက်တဲ့ဒေသခံ၈ရောင်းနဲ့ပတ်သက်လို့နမ်ဆမ်မှာနှစ်ဖက်တွေ့ဆုံငယ်တုန်းကကြေးခဲ့ကြပေမဲ့နင်နာခဲ့တဲ့သူတွေအတွက်တင်ပြတောင်းဆိုသွားမယ်လို့ဆိုပါရယ်ဂျေနတ်လားဂျေနတ်တယ်လို့ဒီလိုတော့နှီးကြတာပေါ့နော်တို့တော့ဂျေနတ်တယ်ဆိုမှလည်းကျွန်တော်တို့ပြင်းနေဆိုရတင်တယ်လဲတင်ပြီးပြီဒါပြင်းနေဆိုရအကဲအများပျောက်ဆုံးသွားတဲ့ပစ္စည်းတွေမလျော်ဘူးဆိုရင်ကျွန်တော်တို့ ကာကွယ်ဦးစီချုပ်အထိကျွန်တော်တို့တင်မယ်တောင်းမယ်နော်တေသွားတဲ့လူတယောက်ရအသက်ရော်ကြီးရောပျောက်ဆုံးပျက်စီးတဲ့ပစ္စည်းတွေရောမနေပဲကျွန်တော်စီရောက်လာကျွန်တော်24ရက်နေ့ကနမ်ဆန်မြို့နယ်ရှောက်လဲတိုက်နယ်မန်လန်းရွာကဒေသခံတချို့ကိုတပ်မတော်ကစစ်ဆေးမြင်မြန်ခဲ့ပြီးတဲ့နောက်စိတ်မကျမ်းမသူတယောက်တေဆုံးခဲ့ရပြီးနောက်ထပ်ရွာသား9ယောက်ကိုလည်းကျွန်တော်26ရက်နေ့မှာဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ရှောက်လဲတိုင်တွေကတန်ဃာတော်တွေဒေသခံတွေပေးပို့တဲ့အချက်လက်တွေနဲ့ပြည်내လွတ်တော်ကိုယ်စားလှယ်ဦးအောင်ထွန်းဟာလွတ်တော်အစည်းအဝေးမှာတင်ပြခဲ့ပြီးတဲ့နောက်နှစ်ဖက်ညီနိုင်မှုတွေရှိခဲ့ပြီးဂျွန်လိုင်လာဆန်းပိုင်းကမှရွာသားရှိအောင်စလုံးပြန်လဲလွတ်မြောက်ခဲ့တာပါလွတ်ကဏီအချင်းတွေကသူတို့ကျွန်တော်ကျွန်တော်တို့ကိုကားပေါ်တင်တယ်ကားပေါ်တင်သွားပြီးရဲစခန်းသွားတယ်ရဲစခန်းကိုသွားရင်မှအဲ့လိုလက်မှတ်တွေပါတယ်ထိုးခိုင်းတယ်လက်မှတ်ထိုးတယ်အဲကျွန်တော်တို့ပြန်လွတ်တယ်ကျွန်တော် ပြန်လို့တော့တော့ပတ်စံကြံနေတယ်လို့อืมပတ်စံအေးပြန်လာပေးရညပတ်စံပေးတဲ့အချိန်မှာတက်ပုံတော့ရိုက်လိုက်တယ်ဖုန်းတော့ပြန်မပေးဘူးမှတ်ပွန်နေလဲပြန်မရအောင်အဲ့ဒီဒေတာမှာတမတော်ကအခုလိုဖန်စီခေါ်ဆောင်တာနှိမ့်ဆက်မင်းမျက်နှာတွေအရင်ကမဖြစ်ခဲ့ဘူးပဲဒါဟာပထမအဆုံးအချိန်ဖြစ်ပွားခဲ့တာလို့ဒေတာကန်တွေကပြောပါတယ်ရရသားတွေကိုတနာပေးပါအောင်လို့တနာပါအောင်လို့ကိုယ်အတက်ကိုလည်းနှမျောပြဟိုဘက်ပြေးလည်းမဟုတ်ဒီဘက်ပြေးလည်းမဟုတ် အဲ့မတိုင်ခင်ရပ်ပိုင်းကထီအန်အယ်နဲ့တက်မတော်ကြာမန်လန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ဖမ်းဆီးခံထားရတဲ့ကိုရောက်ထဲက၈ယောက်ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ဂျန်နယ်တရားကတော့ထီအန်အယ်နဲ့အဆက်အသွယ်ရှိနေတာကြောင့်ဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါဗျ။ကျွန်မခင်ပါပါရှင်။